အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာမြန်မာနိုင်ငံနေဆက်ကနေတင်သွင်းလာတဲ့စစ်လက်နက်ပစ္စည်းတွေဖမ်းဆီးလိုက်ပါတယ်။ဆလိုင်းယောနာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့ရက်သက်တပတ်ကအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဆယ်ချစ်မြို့အနီးမှာမြန်မာနိုင်ငံနေဆက်ကနေဝင်ရောက်လာတဲ့ကုန်ကားတစ်စင်းပေါ်ကစစ်လက်နက်ပစ္စည်းအမြောက်များကိုမီဇိုရန်ပြည်နယ်ရဲအဖွဲ့နဲ့အသံတနက်ကင်တရင်တို့ပူးပေါင်းပြီးဖမ်းဆီးလိုက်တာပါ။တဲဆောင်လာတဲ့ကုန်တင်ကားနဲ့ရင်မောင်းနှုတ်ဖြစ်တဲ့ထန်သိတုံအသက်34နှစ်လျန်ခမ်းမန်း အသက်30တို့ကိုလည်းဖမ်းဆီးလိုက်ပါတယ်။သူတို့ဟာမြန်မာနိုင်ငံနယ်စပ်အနီးအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကြံဖိုင်းမြို့မှာနေထိုင်တယ်လို့ဆိုပါတယ်။သူတို့ဟာသဲဆောင်သူတက်တက်ဖြစ်ပြီးဒီလက်နက်တွေဘယ်သူဘယ်ဝါအတွက်ဆိုတာသူတို့ကိုအသိမပေးဘူးလို့ထွက်ဆိုထားကြပါတယ်။ဒီလက်နက်ပစ္စည်းတွေနဲ့ပတ်သက်သူတွေကိုမီဇိုရမ်ပြည်နယ်ရဲအဖွဲ့ကနေဆက်လက်စုံစမ်းနေပါတယ်။ဖမ်းဆီးလိုက်တဲ့လက်နက်တွေကတော့ rifle ဆက်လက်ကြီးစံပြည့်သွင်းထားတဲ့မဂဇင်းက30တရုတ်နိုင်ငံပြည့် rifle ၄လက်အသေးစား7နက်တစ်လက် လောင်ချထိပ်ဖူး39ခုပစ္စတိုတလက်အတန်တိတ်ဆိုင်လင်ဇာတစ်ခုစနိုက်ပါမှန်မြောက်တစ်ခုနဲ့အတူကြီးစံအမြောက်များပါဝင်ပါတယ် rifle နဲ့ grenade တမ်ထမ်တက်မြန်မာလမ်းမတန်းတော့ကလမန်ဇိုနာပြည်နယ်ကတော့မြန်မာနိုင်ငံကနေအိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအပုံတွေအတွက်လက်နက်ပုံတင်သွင်းတဲ့လမ်းကြောင်းကြီးတစ်ခုပါပဲနှစ်တိုင်းဖမ်းမိတဲ့လက်နက်တွေကလည်းမနှဲတော့ပါဘူးအခုဖမ်းဆီးမိတဲ့လက်နက်တွေကလည်းမြန်မာနိုင်ငံကလာတာပါရုပ်တံတရင်တော့ဖူအယ်ဖရက်ကပြောပါတယ် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှာမြန်မာနိုင်ငံကနေတင်သွင်းလာတဲ့လက်နက်ပုံများမကြာခဏဖမ်းဆီးရမိနေတာပါကျွန်တော်ဆလိုင်းရောနာပါ